နှလုံးသွေးချိုးခြင်းဆိုတာပါလေဘယ်လိုကုသလို့ရမလဲအားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒေါက်တာဖြူပါဒီကနေ့နှလုံးသွေးချိုးခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးချင်ပါတယ် စမတ်ဖုန်းနှလုံးကခန္ဓာကိုယ်တစ်ခုလုံးမှာလိုအပ်နေတဲ့အောက်ဆီဂျင်နဲ့သွေးတွေကိုညှစ်ပြီးတော့မှပို့ပေးနေတဲ့ကြောင့်သားကြီးတစ်ခုဖြစ်တယ်ပေါ့နော်။အဲ့ဒီနှလုံးကိုလည်းလိုအပ်တဲ့အောက်ဆီဂျင်နဲ့သွေးကိုပို့ပေးနေတဲ့သွေးကြောလေးတွေရှိတယ်ပေါ့နော်။အဲ့ဒီသွေးကြောလေးတွေကဒီနှလုံးကိုမိုက်ပြီးတော့မှသူ့ရဲ့နေရာမှာတွေ့နေရပါတယ်။နှလုံးသွေးကြောချင်းဆိုတာကအဲ့ဒီသွေးကြောလေးတွေရဲ့နေရာမှာဒီအဆီနဲ့ကယ်ဆီယမ်တွေစုပေါင်းပြီးတော့မှမာကျောလာပြီးတော့မှဒီ plaque လေးတွေဖြစ်လာပြီးတော့မှကျင်းသွားတာပေါ့နော်။ဒီသွေးကြောတွေကအကယ်၍ကျင်းမဲ့ကျင်းတာဆိုရင်တော့ ော့ဒီရင်ပန်းအောင်နာပုံမှန်အန်ချိုင်းနာတွေဖြစ်တဲ့လုံးဝပိတ်သွားတယ်ဆိုလို့ရှိရင်တော့နှလုံးရထားလို့ဖြစ်နိုင်ပါတယ်နှလုံးသွေးကြောချင်းရဲ့လက္ခဏာတွေကဘာတွေရှိသလဲရင်ပန်းအောင်နေပုံတော့ဒီရင်ပန်းမှာဆုတ်ထားသလိုညှက်ထားသလိုတခုခုအလေးကြီးနဲ့ဖြိထားသလိုမျိုးအောင်နေပြီးလို့ရှိရင်အဲ့ဒီနာကျင်မှုကဒီလမောင်းတို့အခုံးတို့အထူးသဖြင့်ပြန်ပတ်ပါတော့ပြီးလို့ရှိရင်လည်းဘင်းကို ကျောင်းဖက်အားထားတွေပါပြန့်နေပါတယ်။ဒီလိုရှိရင်တော့အသက်ရှင်မောင်းဘူးတခုခုလုံးလုံးရှက်ရှက်လုပ်လိုက်ပြီဆိုလို့ရှိရင်မောတယ်။အရင်ပြုတ်တာအနာတွေလည်းဖြစ်တတ်တယ်ပေါ့နော်။အရင်ကြီးတဲ့လက္ခဏာတွေကတော့ဒီရင်မအောင်တာတွေကရုတ်တရက်ကြီးပိုဆိုးလာတယ်၊ချွေးစည်းတွေပြန်လာတယ်၊အသက်ရှူကလည်းမောင်းသွားဘူး။အဲ့လိုလက္ခဏာရှိရဆိုလို့ရှိရင်တော့ချက်ချင်းစိတ်ယုံသွားဖို့အကြံပေးချင်ပါတယ်။နှလုံးသွေးကြောချင်းကဘလို့လူတွေမှာပိုဖြစ်တတ်တယ်လေပေါ့နော်။ဆက်လိုက်တောက်တဲ့လူတွေ၊တွေးတူးရှိတဲ့လူတွေ၊စီးချိုရှိတဲ့လူတွေ၊အဝလွန်တဲ့လူတွေ၊ကိုလက်လုံရှိ ရှာမှုသိမ့်မရှိတဲ့လူတွေဒီမျိုးရိုးထဲမှာနှလုံးတူကြောချင်းရှိတဲ့လူတွေစိတ်ဖိစီးမှုများတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေမှာပိုပြီးတော့ဖြစ်တတ်တယ်နှလုံးတူကြောချင်းကိုဘယ်လိုကာကွယ်လို့ရမလဲပထမဆုံးတစ်ချက်ကတော့ဆက်လိုက်ဖြတ်ရမယ်ကဲရွေတူးတူးရှိရဆိုရင်လည်းတူးတူးရောဂါကိုစိတ်သေးချတောင်းရမယ်စီချိုရှိရဆိုရင်လည်းစီချိုသေးချပူရမယ်ဒီအစီတွေများနေတယ်ဆိုရင်လည်းအစီကြစေးတွေပါတယ်တောင်းဖို့လိုမယ် ပြီးရင်တော့ဒီအစားအသောက်ပေါ့နော်ဒီအချိုးအငံအစိမ့်အစီများတဲ့ဟာတွေဆိုလို့ရှိရင်ရှော့စားရမယ်။ကျန်းမာရေးကောင်းစေတဲ့အသီးနှံတို့အသီးရွက်တို့ကိုစားရမယ်။ကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်ပေါ့နော်။နေ့တိုင်းတရက်ကိုနာယူဝတ်တစ်ပတ်ကို9ရက်လောက်လမ်းလျှောက်တာလေးချိန်ခံလုပ်တာလေးလုပ်ရမယ်။ကိုယ်လေးချိန်ထိန်းမယ်။ပြီးဒီစိတ်ဖိစီးမှုတွေများတဲ့ဆိုလို့ရှိရင်လည်း stress ကိုရှော့ချအောင်လုပ်မယ်ပေါ့နော်။ ။နှလုံးသွေးကြောချင်းရှိမှဘယ်လိုသိနိုင်မလဲဆိုလို့ရှိရင်တော့ဒီ ECG ဆွဲရင်လည်းသိနိုင်တယ်။ ECG ဆွဲရင်နှလုံးသွေးကြောချင်းတွေပေါ်နိုင်တယ်။ပြီးရင်တော့ဒီ exercise stress test ပေါ့နော်။ပြီးစောက်ပေါ်မှာပြီးပြီးတော့မှနှလုံးစမ်းသပ်တာသွေးကြော CT ထဲမှာရိုက်တာပေါ့နော်။အဲ့ဒါတွေလည်းချင်းအဖြစ်သိနိုင်တယ်။နှလုံးသွေးကြောချင်းရှိတယ်ဆိုလို့ရှိရင်ဘယ်လိုကုသလို့ရမလဲ။အရင်ဆုံးကတော့ကုသမှုရဲ့အရေးကြီးတဲ့အချက်တွေအတခုကတော့နေထိုင်မှုပုံစံပြောင်းလဲရမယ်ပေါ့နော်။ခုနကပြောတဲ့ဒီလေ့ကျင့်ခန်းတွေနေ့စဉ်လုပ်မယ်။ပြီးလို့ရှိရင်အစ စားတော့ကနော်အစီအစိမ့်နေအချိုးတွေအငန်တွေရှော့မယ်ပြီးလို့ရှိရင်တော့ဒီအသေးရွက်တွေအာအသေးနံတွေကိုများများစားမယ်ဆက်လိုက်ဖြတ်မယ်ပေါ့နော် ပြီးရင်တော့ဆေးဆရာဝန်ညွှန်ထားတဲ့ဆေးတွေသွေးကျဲဆေးစီချိုချဆေးတွေးတိုးဆေးပြီးရင်အစီချဆေးအဲ့ဒါတွေကိုပုံမှန်တောက်မယ်ဆေးမပြတ်စေနဲ့ပေါ့နော်ဒီသွေးကြောကကျင်းပြီးတော့မှဆေးနဲ့အဆင်မပြေတော့တဲ့လူနာတွေမှဆိုရင်တော့သွေးကြောချဲ့ရတယ်ပေါ့နော်သွေးကြောချဲ့ဖို့အတွက်ဆိုလို့ရှိရင်ဒီပေါင်သွေးကြောသို့မဟုတ်ဒီလက်သွေးကြောအနေနဲ့တစင်ကတိတောင်ထည့်တယ်အဲ့ဒီကတိတာလေးအနေမှာပိုက်လေးအနေမှာဒီနှလုံးထိသွားတယ်နှလုံးကိုရောက်ပြီးဆိုလို့ရှိရင်ဒီကျင်းနေတာလေးရရင်ဒိုင်းလေးပေါ့နော်ဒိုင်းလေးထိုးပြီး ီးတော့မှဒီဘလောက်ကျင်းနေလဲဆိုတာလေးကိုကြည့်ရဲပြီးရင်တော့အဲ့ကျင်းနေတဲ့နေရာလေးကိုပုံလုံးနဲ့ချဲ့တယ်ချဲ့ပြီးရင်တော့စတန်ပြီးထားခဲ့လိုက်တယ်ပေါ့နော်အဲ့ဒါကိုနှလုံးသွေးကြောစတန်ထည့်တာပေါ့နော်နှလုံးသွေးကြောချဲ့တာလို့ခေါ်တယ် ။နောက်တစ်ခုကကြတော့ဒီနှလုံးသွေးကြောချဲ့လို့အဆင်မပြေတဲ့လူတွေမှာဆိုလို့ရှိရင်တော့နှလုံးသွေးကြောတတထိုးနေပေါ့နော်။ CAPG လို့ခေါ်တယ်။သူကတော့ဒီခြေနောက်ကသွေးကြောသို့မဟုတ်ဒီရင်ပတ်ထဲကသွေးကြောလေးကိုယူယူပြီးလို့ရှိရင်ဒီနှလုံးချင်းနေတဲ့သွေးကြောလေးကိုကြော်ပြီးတော့မှသွေးကြောတတလေးထိုးလိုက်တာပေါ့နော်။အဲ့လိုမျိုးသားလို့ရပါတယ်။ တို့ချုံပြောရမယ်ဆိုလို့ရှိရင်တော့နှလုံးသွေးကြောခြင်းဆိုတာကဒီနှလုံးကိုသွေးပို့ပေးနေတဲ့သွေးကြောလေးတွေကကျင်းတာပေါ့နော်ဒီရင်ပတ်အောက်မှာ ਨੇ မောတာကတော့အဓိကသူ့ရဲ့လက္ခဏာပေါ့နော်ရင်ဆုံးတော့ဒီနေထိုင်မှုပုံစံတွေပြောင်းလဲရမယ်ပေါ့နော်ပြီးရင်ကုသမှုပိုင်းကတော့ဆေးတွေပုံမှန်တောင်းမယ်ဆေးတောက်လို့အဆင်ပြေရင်တော့နှလုံးသွေးကြောချဲ့တာတွေလုပ်ရမယ်ချဲ့လို့အဆင်ပြေရမှာတွေမှာဆိုရင်တော့ဒီခွဲစိတ်ရတယ်ပေါ့နော်နှလုံးသွေးကြောတတာထိုးရလေးလုပ်ရပါတယ်ဒါလေးကတော့ဒီပဖို့တူတာနဲ့ပတ်သက်တဲ့ဟာလေး းလို့မျှဝေပေးတာဖြစ်ပါတယ်။ကိုယ်စီမှာလက္ခဏာတွေရှိနေတယ်ဆိုလို့ရှိရင်တော့နှိစက်တဲ့ဆရာဝန်နဲ့နှလုံးဆရာဝန်နဲ့ပြဖို့တိုက်တွန်းချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။